မြန်မာကွန်ဆောင်ဂျိုရှာပန်နဲ့လက်ရှိချန်ပီယံလန်ဆနာပန်တို့ကြားရဲ့ USC Flyweight ချန်ပီယံခပတ်လူပွဲကိုလာမယ့်ဒီဇင်ဘာ6ရက်နေ့မှာခြေစားရတော့မှာဖြစ်ပါရင်ပွဲက10ဝင်းချင်မဲ့လိုရတာဖြစ်ပြီး Van ကိုချန်ပီယံခပတ်နဲ့မြင်တွေ့ရတော့မလားဆဲလို့ရှာစရာပါဒီပွဲကိုမြန်မာတိုင်းငံလုံးကလှဲနေနေအောင်မြင်းစောင်းမကြံတိုင်းငံလုံးအားပေးနေမယ်ဆိုတာသိကြပါရင်မြန်မာစပါအောင်ကြီးအော်လာအန်ဆန်ကဒီပွဲကိုလက်စပီကာမှာတွားရောက်အားပေးမှာဖြစ်ကြောင်းဆိုတာပါရင် Van ကတော့ပန်တို့ကြားကိုတတိယအချိန်မှာပွဲဖျက်သွားနိုင်မယ်လို့ယုံကြည်နေပါရင်ဒီကိစ္စနဲ့ပတ်သက်ပြီးသူကပြိုင်ပွဲအတွက်လည်းရင်ခုန်ဆဲလို့ရှာနေမိပါပြီ၄ချိန်ကအစီအစဉ်အားလုံးလည်းပေးလို့ပါပြီ ဒီတစ်ပတ်ကတော့ပြင်းပြင်းထန်ထန်လေးကြည့်ရမယ့်ရသတော်ပေါင်းရှိုးဖိုင်တာတွေပြုလုပ်တဲ့အမောင်းမျိုးတွေမလုံးမိအောင်ကြိုတင်ပြင်ဆင်ထားပါရင်ကျွန်တော်ကတော့ကျွန်တော်ရဲ့အားသာချက်တွေကိုပုံမကောင်းမွန်လောက်ပြင်ဆင်ထားရှိပါရင်အမျိုးမျိုးပြင်ဆင်ပြီးဆရာတွေအများကြီးနဲ့လေ့ကျင့်ရင်ဆရာများသားတဲ့ဖြစ်မှာစိုးလို့ဖြစ်ပါရင်လောလောဆယ်ကျွန်တော်ခေါင်းထဲမှာပန်းတို့ကြောက်ကိုချိန်လို့ပြဖို့ကလွယ်ရင်ကျွန်တော်မစင်းသားထားပါဘူးအခုတော့ချန်ပီယံခပ်ကိုချိန်လို့အတွင်းစိန်ခေါ်လာနိုင်တာကဘုရားခင်ပြင်ဆင်ပေးလို့ဖြစ်ပါရင် ပြိုင်ပွဲအတွက်စေရောကိုပါကျွန်တော်ဘက်ကအစင်းသိဖြစ်နေပါပြီ။ဘယ်အချိန်မှာပွဲကိုအဆုံးတက်ဖို့ပြင်မဲ့ထားလဲဆိုရင်တော့တတိယအချိန်မှာလည်းထိုးသွားဖို့ပြင်ဆင်ထားပါရင်ဒါမှမဟုတ်တတိယအချိန်ကိုကြောမယ်ဆိုရင်တော့တိတ်ကိုကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ကျွန်တော်အနေနဲ့၅ချိန်အထိကစားရမယ်ဆိုရင်လည်းအစင်းပြပါရင်မြန်မာဆိုတာကဘာကသိစီရမယ်ပွဲမျိုးဖြစ်လာပါပါ။မြန်မာကိုယ်တော်နာမည်မခေါ်တဲ့နိုင်ငံတွေရှိပါတယ်ကျွန်တော်မြန်မာအတွက်ကစားသွားပါပါဒီဘက်ကကျွန်တော်ပွားတဲ့ရေးကြီးဆုံးပါပဲကျွန်တော်အမေမိသားစုဖခင်ကျောင်းကတင်းအောင်ဆရာတွေပါလားအားပေးကြပါပါကျွန်တော်ကောင်းဆုံးပြင်ဆင်ပြီးရှင်းပြတော့ပါပါလို့ဖန်ကပြော